အိနေနဲ့တောင်ပိတ်ဆံဝင်နေတဲ့ဘဝမျိုးကိုစိတ်ကူးရင်ဖူးကြမှာပါ။အွန်လိုင်းကနေငွေရှာတယ်ဆိုတာကသတင်းချက်လက်ဒီအများကြီးနဲ့ရှုပ်ထွေးနေတတ်တယ်။ဒီနေ့ကျွန်တော်တို့အတူတူလေ့လာမှာကတော့အဲ့ဒီချက်လက်ပင်လက်ကြီးထဲကနေအနှစ်သာရအရှိဆုံးတကယ်လက်တွေ့ကြတဲ့မိုးပေါင်တစ်ခုကိုဆွဲထုတ်ပြီးရှင်းပြသွားမှာပါ။ဒီမိုးပေါင်ကခိုင်မာတဲ့အခြေခံမူတွေပေါ်မှာတိစောက်ထားတာဖြစ်လို့လိုက်လုတ်ကြည့်ဖို့အရန်အဆင်ပြေမှာပါ။ ဒီမေကွန်ကကျွန်တော်တို့ကိုအဓိကကြတဲ့အချက်တခုစီကိုတန်းအပ်ခေါ်ပါတာပဲအဲ့ဒါကတော့ငွေချေးဆိုင်ရာလူလက်ခွင့်ပေါ့ဆိုလိုတာကကိုယ့်အချင်းကိုငွေနဲ့တိုက်ရိုက်ကြည့်လဲနေဆံမလို့တဲ့ passive income ဆိုတဲ့သဘောတရားကိုစတင်မိတ်ဆက်ပေးလိုက်တာပါပဲကဲအရင်ဆုံးဒီစကားလုံးနှလုံးကိုရှင်းအောင်လုပ်လိုက်ရအောင် active income ဆိုတာက ရှင်းရှင်းလေးပါပဲအလုပ်လုပ်ကြည့်ပိုက်ဆိုင်ရတယ်အလုပ်ရက်လိုက်တာနဲ့ဝင်ငွေလည်းရက်သွားတော့ဒါပေမဲ့ passive income ကတော့သူရစန့်ကျင်ပဲ အစပိုင်းမှာတော့အားစရတာပေါ့ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာတော့အနေငယ်လေးပဲထိန်းသိမ်းပေးရုံနဲ့ဝင်ငွေကသူ့လူလို့ဆက်တိုက်ဝင်နေတာမျိုးပါကောင်းပြီပြမဆုံးအဓိကအခြေခံမှုကိုကြည့်လိုက်ကြရအောင်အွန်လိုင်းမှာအောင်မြင်ခြင်းကွန်ပစီကောင်းကောင်းတစ်ခုရှိဖို့လိုတယ်လို့ထင်ကြတယ်ဒါပေမဲ့တကယ်တမ်းကျတော့အဲ့ဒီကနေမစပါဘူးအောင်မြင်မှုရဲ့အစားဟာကိုပိုင်ဖိတောက်စုကိုပိုင်ဈေးကွက်လေးတစ်ခုကိုရှားတွေ့ခြင်းကနေအစပြုတာပါဒီနေရာမှာ niche ဆိုတဲ့အရာရဲ့အဆန်းကိုတွေ့ရမှာပါ niche ဆိုတာက ကြီးမားတဲ့ဈေးွက်ကြီးတစ်ခုရဲ့တင်းငယ်ပြီးတိကျတဲ့အစီကွိုင်းလေးတစ်ခုပေါ့ဥပမာအနေနဲ့ဖျောင်းတိုင်ဆိုရင်ဈေးွက်ကအကြီးကြီးပဲပြိုင်ဆိုင်မှုလည်းအများများတယ်ဒါပေမဲ့မွေးနေ့ကိမ့်မုံနဲ့ညရဲ့ဖျောင်းတိုင်ဆိုရင်တော့ဒါကအများကြီးပိုတိကျတဲ့ niche တစ်ခုဖြစ်သွားပြီးပြိုင်ဘက်တွေလည်းတိတိတတ်တာကိုနည်းသွားပါပြီဒါဆိုကိုယ့်ရဲ့ niche ကိုဘယ်လိုရှာမလဲဟုတ်ပြီဒီမှာလက်တွေ့ကြတဲ့အဆင့်30ရှိပါတယ် ပထမဆုံး data ကိုအသုံးချရမယ်။ Google Trends လိုမျိုး tool တွေကလူတွေတကယ်ဘာကိုရှာဖွေနေကြသလဲဆိုတာကို ပြပေးနိုင်တယ်။ဒုတိယအချက်ကဈေးဝက်ထဲမှာပြိုင်ဘက်တွေမပေးနိုင်တဲ့ကွက်လပ်ကိုရှာရမယ်။အရေးကြီးဆုံးကတော့ကိုယ်တိုင်ကျွမ်းကျင်တယ်ဒါမှမဟုတ်ဒီကဲကိုစိတ်အားထက်သန်တဲ့အရာတစ်ခုကနေစတင်ဖို့ပါပဲ။ဘာလို့လဲဆိုတော့စစ်မမှုကအောင်မြင်မှုရဲ့အဓိကတော့ချက်တစ်ခုခင်းနေလို့ပါ။ ကိုယ့်ရဲ့ပြိတက်ကိုရှာတွေ့ပြီဆိုရင်တော့ဒုတိယအခြေခံမှုအတွက်အချိန်ရောက်ပါပြီ။အဲ့ဒါကတော့မေးလို့မရနိုင်တဲ့ brand တစ်ခုကိုတည်ဆောက်ဖို့ပါပဲ။ brand စရာကကိုယ့်လုပ်ငန်းရဲ့အသက်ဝိညာဉ်လိုပါပဲ။ဒါကကိုယ့်ကိုတခြားသူတွေနဲ့ကွဲထွက်စေပြီးလူတွေရဲ့စိတ်ထဲမှာဆွဲမဲနေစေမယ့်ရောက်ပါ။ခိုင်မာတဲ့ brand တစ်ခုမှာအဓိကအစေးပိုက်၄ခုရှိပါတယ်။မှတ်မိလွယ်တဲ့နာမည်၊နားထဲဆွဲထွားစေမယ့်စံပေါ်၊ထူးခြားတဲ့ logo ပြီးတော့အရေးကြီးဆုံးလို့ပြောလို့ရတဲ့ brand slogan တစ်ခုပေါ့။ ိုယ့်ရဲ့ about အစာမျက်နှာဟာဒီတိုင်းရေးထားတဲ့စာသားသက်သက်မဟုတ်ပါဘူးဒါကဖောက်တယ်ဒီနဲ့ကိုးကြမှာတကက်ရင်ပတ်ချင်းတူတဲ့ခန်းစားချက်မျိုးတိဆုပ်ပေးနိုင်တဲ့တထားတစ်ခုပဲဖြစ်ပါတယ်ကဲတတိယမြောက်အခြေခံမှုကိုဆက်ကြည့်အောင် online စီးပွားရေးတစ်ခုကိုလက်ပတ်ပြီးချဲ့ထွန်းဖို့ဆိုရင်တယောက်ထဲလုံးလို့မရပါဘူးအဖွဲတစ်ဖွဲလို့တယ်ဒီနေရာမှာတော့ကိုယ့်ရဲ့အဖွဲဆိုတာကမန်ကန်တဲ့ platform နေနဲ့ software နေပါပဲအဓိကကြတဲ့ tool တချို့ကိုကြည့်လိုက်ကြရအောင် ဒီဇီယာက e-commerce လောကမှာတကယ်အစွမ်းထက်တဲ့ two တချို့ကိုဖော်ပြထားတာပါဒီလိုလဲမြင်အောင်ကြည့်လိုက်ပါ Shopify ကကိုယ့်ရဲ့ digital ဆိုင်ခန်း Amazon FBA ကကိုယ့်အစာပစ္စည်းတွေကို ထုတ်ပေါ်ပို့ဆောင်ပေးမယ်သူ Google Analytics ကကိုယ့်ဖောက်တီတွေဘယ်သူတွေလဲသူတို့ဘာလိုချင်လဲဆိုတာပြောပြမယ်သူပြီးတော့ Jungle Scout ကတော့နောက်ထပ်ဘာတွေရောင်းကောင်းမှလဲဆိုတာရှာဖွေပေးမယ်စုံစမ်းထောက်လှမ်းရေးသမားလိုပါပဲအခုကျွန်တော်တို့နောက်ဆုံးအခြေခံမူကိုရောက်လာပါပြီ ဒါကတကယ်ကိုရေကြီးဆုံးဖြစ်နိုင်ပါတယ်။ဘာလို့လဲဆိုတော့ဒါက passive income ရဲ့တကယ်တဘာဝအမှန်တရားနဲ့ပတ်သက်ပြီးလူများစုအထင်မှားနေတတ်တဲ့အချက်ကိုမျက်စိဖွင့်ပေးမှမို့လို့ပါပဲ။ဒီစကားကတကယ်ကိုအားကောင်းတဲ့သတိပေးချက်တစ်ခုပါပဲ။ passive income ဆိုတာတခါတည်းလုပ်ပြီးပစ်ထားလိုက်ုံပဲဆိုတဲ့အတွေးဟာတန်တရာရီတစ်ခုသာဖြစ်ပါလေ။အဲ့ဒီလိုမျိုးလွဲလွဲကိုကိုတွေးလိုက်တာကဒီခရီးလမ်းမှာလုံမိနိုင်တဲ့အကြီးမားဆုံးအမားတစ်ခုဖြစ်သွားနိုင်ပါလေ။ ဒါဆိုရေရှည်အောင်မြင်မှုအထက်ဘာတွေလုပ်မလဲဈေးခွက်ရဲ့ခီးရီစီးကြောင်းကိုအမြဲစောင့်ကြည့်နေရမယ်ကိုယ့်ရဲ့ပရိသတ်နဲ့အဆက်မပြတ်စကားပြောနေရမယ်ကိုပေးတဲ့ဝန်ဆောင်မှုကိုလည်းအမြဲတမ်းပိုကောင်းအောင်လုပ်နေရမယ်ပြီးတော့ကိုလုံငန်းကိုနောက်တစ်ဆင့်တက်ဖို့အတွက်ရည်မှန်းချက်အမြဲရှိနေရမယ်ဒါကတာတော်ပြေးပြိုင်ပွဲမဟုတ်ဘူးမာရတန်တစ်ခုကိုပြင်းနေရတာနဲ့တူပါတယ်အတူချုပ်ပြောရရင်တကယ် passive income ကိုတည်ဆောက်ဖို့ဆိုတာတာဝန်ယူမှုနဲ့တိုးတက်လိုတဲ့စိတ် growth mindset လိုရပါတယ်။ဒါကဟာ ြဿနာပဲဆိုပြီးရက်နေတာမျိုးမဟုတ်ပဲကဲဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆိုပြီးအဖြေကိုတက်တက်ကြွကြွရှာဖွေခြင်းစီကိုပြောင်းလဲလိုက်တာပါဒီလိုအတွေးခေါ်ပြောင်းလဲနိုင်ခြင်းကပဲအောင်မြင်မှုရဲ့တော့ချက်စစ်မှန်ပါပဲဒါကြောင့်နောက်ဆုံးအနေနဲ့ဒီမင်းဟွန်းလေးနဲ့အဆုံးသတ်ချင်ပါပဲလူတယောက်မှရှိရဲ့တကယ်ကိုစိတ်မစားစားနဲ့မျက်နှုတ်တံဖို့ထားတဲ့ဘလို့စိတ်အားထက်သန်မှုမျိုးကကဘာကိုပြမဲ့အောင်မြင်တဲ့ brand တစ်ခုဖြေပြောင်းလဲဖို့အသင့်ဖြစ်နေပြီလဲဆိုတာကို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 ပြန်မြည်ကြည့်ကြဖို့ပါပဲ။